္ဂလာပါရှင်လွလက်တဲ့အာရှတန် RFA ရဲ့မတ်လ14ရက်နေ့တောက်ကြနေညပိုင်းစီဇန်တွေကို အမေရိကန်ပြည်အောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီရှင်ကျမဝေမာထုံးပါရှင် WFP ကမြန်မာကလူဦးရေသက်တမ်းကျော်အတွက်ရိတ်ခါ၆ပတ်မှုရပ်ဆိုင်းလိုက်ပါတယ် ကဘာပန်ရဲ့ခမန်းချက်ကိုကြော်လွန်ပြီးတော့လက်ရှိဘန်နာနဲ့မှာမြမစီပွားရေး200ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ BMI ကပြောလိုက်ပါတယ်။ဒီသတင်းတွေနဲ့အတူထိုင်းမြန်မာနယ်စပ်ကပူလူတူစစ်ကောင်စီတက်စခန်းကို KMU ကသိမ်းပိုက်ခဲ့လို့စစ်ကောင်စီတပ်သားတွေထိုင်းနိုင်ငံနဲ့ထွက်ပြေးနေရတဲ့အကြောင်းသတင်းဆောင်မတွေကိုထုတ်လွှင့်သွားဖို့ရှိပါတယ်ရှင်။ မြန်မာနိုင်ငံမှာပဋိပက္ခတွေကြောင့်အခုညီလိုအပ်မှုမြင့်တက်နေချိန်မှာလူဦးရေသက်တမ်းကျော်အတွက်စားနပ်ရိက္ခ၆ပတ်နာတွေကိုလာမယ့်ဧပြီလကစပြီးတော့ရပ်ဆိုင်းသွားမယ်လို့ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP ကမတ်လ၁၄ရက်နေ့မှာကြေညာခဲ့ပါတယ်။ ရန်ပုံငွေလိုအပ်ချက်အလွန်မြင့်မားလာတာကြောင့်ရပ်တန့်ရတာဖြစ်ပြီးတော့နောက်ထပ်ရန်ပုံငွေအသက်မရရှိတော့ဘူးဆိုရင်၅နှစ်အောက်ကလေးကိုဝင်ဆောင်နိုတိုင်မီခင်မတန်ဆွမ်းစတဲ့ထိခိုက်လွယ်အုပ်စုတွေကလူဦးရေ3000ကျွဲလောက်ကိုပဲဆက်လက်ကူညီနိုင်တော့မယ်လို့ဆိုပါတယ်မြန်မာပြည်သူလူထုကိုစာနယ်ရိက္ခာအထောက်ပံ့တွေဆက်ပေးအပ်နိုင်ဖို့အမေရိကန်ဒေါ်လာတန်း60အရေးတကြီးလိုအပ်နေတယ်လို့ WFP ကပြောပါတယ် WFP တွေးရှိချက်တွေအရလက်ရှိမှာမြန်မာနိုင်ငံကလူဦးရေ15.2တန်းခန့်ဟာတနစ်တာစားနပ်ရိက္ခာလိုအပ်ချက်ကိုပြည့်မီအောင်မဖြည့်ဆည်းနိုင်တဲ့အရေးနဲ့ရင်ဆိုင်နေရပါတယ်ရှင်။ စစ်အာဏာရှင်တွေရဲ့ပဋိပက္ခနဲ့စီးပွားရေးစီမံခန့်ခွဲမှုအလွဲအမှားတွေ ပိုဆိုးလာတာကြောင့်မြမစီးပွားရေးဟာလက်ရှိဗဏ္ဍာရေးနဲ့မှာ200ရာခိုင်နှုန်းကျဆင်းသွားတဲ့အကြောင်းကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ငွေကြေးဆိုင်ရာသုတေသနနဲ့ခန့်မှန်းချက်တွေကိုထုတ်ပြန်နေတဲ့ BMI ကပြောပါတယ် BMI ရဲ့ခမန်းချက်အရ2026ဘဏ္ဍာရေးနှစ်မစခင် လက်ရှိဘဏ္ဍာရေးနှစ်မှာမြမစီပွားရေးဟာ1.5ရာခိုင်နှုန်းကျဆင်းနိုင်ခြင်းရှိပြီးတော့2020ဘဏ္ဍာရေးနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင်20ရာခိုင်နှုန်းကျဆင်းသွားမှာဖြစ်တယ်လို့ The Diplomat သတင်းကဖော်ပြပါတယ်ရှင် ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမဒယာမြို့နယ်အရှိချမ်းကိုစစ်ကောင်စီတပ်ကမတ်လ17ရက်နေ့မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စနေအရွယ်ကလေးတဦးအပါဝင်အရက်သား၅ဦးသေဆုံးသွားတယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ် မရီယာအရှိချမ်းကိုစစ်ကောင်စီတပ်ကမကြခဏဘုံကျဲတိုက်ခိုက်နေပြီးတော့မတ်လ17ရက်နေ့တိုက်ခိုက်ချိန်မှာမန္တလေးမြို့နယ်မိုင်20ခန့်အကွာကဝတ်တုံနရရွာမှာရှိတဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲပြီးတော့တမိသားစုတွေက9ဦးသေဆုံးခဲ့တာလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးက RFA ကိုပြောပါတယ် တည်ဆုံးသူ9ဦးပြင်နောက်ထပ်10ဦးထပ်မနေဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာလက်လွတ်ထားရတဲ့မဒရာနဲ့ပတိန်ကြီးမြို့နယ်အဆက်မှာရှိတဲ့ဖျောင်းတောင်ရွှေလောက်ကွက်နဲ့အဖာဘီလာမြေဆက်ယုံတွေကိုပြန်လည်သိမ်းယူနိုင်ဖို့မြေပြင်ရောဝေဟင်ကပါထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်ရှင် ပဲခူးတိုင်းအရှိချမ်းညောင်လေးပင်ခရိုင်နဲ့တောင်ကိုခရိုင်တွေမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းသုံးပစ်ခတ်တာတွေကြောင့်အရက်သား9ဦးသေဆုံးပြီးတော့ရွာဆယ်ရွာကဒေသခံ9000ကျော်ထွက်ပြေးနေရတယ်လို့အရက်သားတွေကိုကူညီပေးနေတဲ့ Free Burma Ranger အဖွဲ့ကမတ်လ13ရက်နေ့မှာပြောလိုက်ပါတယ် မတ်လ၈ရက်နေ့ကတောင်ငူခရိုင်အတွင်းစစ်ကောင်စီတပ်ရဲ့လေဆောင်တိုက်ခိုက်မှုမှာ Free Burma Ranger အဖွဲ့ဝင်တအူးအပါဝင်ကျမ်းမာရေးဝန်ထမ်း၂ဦးသေဆုံးပြီးတော့တပ်ဦးထဏ်ရာရခဲ့ပါတယ်။မတ်လ၆ရက်နေ့ကလည်းကြောက်ကြီးမြို့နယ်ကရွာတရွာကိုစစ်ကောင်စီတပ်ကလေဆောင်ကနေဘုံကျဲတိုက်ခိုက်လို့အရသား၃ဦးသေဆုံးခဲ့ပြီးတော့၂ဦးထဏ်ရာရခဲ့ပါတယ်။ Free Burma Ranger အဖွဲ့အစည်းတွေအရတော့ကြောက်ကြီးမြို့နယ်မှာရွာဆယ်ရွာကဒေသခံ9000ကျော်ဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်ရှင်။စကိုင်းတိုင်းမြောင်မြို့နယ်ပန်းညိုရွာကိုစစ်ကောင်စီတပ်ကမတ်လ12ရက်နဲ့13ရက်နှစ်ရက်ဆက်တိုက်မိရှုဖျက်ဆီးသွားပြီးတော့အနီးတဝက်ရွာတွေကိုလည်းစစ်ကြောင်းထိုးနေလို့ဒေသခံ3000လောက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါဟာပန်းညိုရွာဒုတိယအကြိမ်မီးရှို့ခံရတာဖြစ်ပြီးတော့နေအိမ်100လောက်ပျက်စီးသွားနိုင်တယ်လို့ဒေသခံတွေကခန့်မှန်းပါတယ်။ပန်းညိုရွာကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်စီးနှင်းချိန်မှာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောကြပေမဲ့နှစ်ဖက်ထိခိုက်မှုသေဆုံးတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်မှလိုက်ပါလာတဲ့စစ်မှုထမ်းတပ်သားတဲ့9ယောက်လက်နက်တွေနဲ့အတူခုတ်လုံလာတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်မက်စလာပထမပတ်အတွင်းမှာဆက်သွယ်ခိုးလုံလာတာလို့နထိုးကြီး PDF တာဝန်ရှိသူတယောက်က RFA ကိုပြောပါရယ်သူတို့ဟာစစ်ကောင်စီရဲ့စစ်တင်တန်းအမှတ်6တက်ရောက်ပြီးသူတွေဖြစ်ပါတယ်စစ်မှုထမ်းမှုဖမ်းဆီးစုဆောင်းခံရသူတွေလို့ပြောပါရယ် RFA ကပြုစုထားတဲ့စီးရင်တွေအရတော့2025ခုနှစ်ပထမနှစ်လအတွင်းမှာတင်စစ်ကောင်စီတပ်ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့123ရောက်အထိရှိနေပါပဲရှင်။အခုဆက်လက်ပြီးတော့သတင်းဆောင်မားတွေကိုထုတ်လွှင့်ပါမယ်ရှင်။ ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ကစကောင်စီရဲ့ပူလူတူစခန်းကုန်းကို KNN အနေနဲ့မဟာမိတ်ပူပေါင်းတပ်တွေတင်းလိုက်ပြီးရနောက်ဒေသခံတွေနဲ့စကောင်စီတပ်သားတွေထိုင်းနိုင်ငံထဲကိုထွက်ပြေးတင်းရှောင်နေရတဲ့အကြောင်းမတ်သက်စင်လှိုင်းတင်ပြပါမယ်ရှင်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တွင်ကစစ်ကောင်စီရဲ့ပူလူတူစခန်းကုန်းကိုသိမ်းယူနိုင်ပြီလို့ကရင်မျိုးသားစီယုံ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုဆော့ကလစီကဒီနေ့မှာ RFA ကိုအတည်ပြုပြောပါဗျ။ ဟုတ်ကဲ့အဲ့ဒီတည်င်းကတော့အတီးပြူလို့တော့ရပြီပေါ့နော်ဒါပေမဲ့အသေးစိတ်ချက်လက်နေတဲ့ကျွန်တော်တို့နေနဲ့လုံးလုံးနေတော့ဟောဘာမှပြောလို့မရသေးဘူးအာဒါပေမဲ့တိုက်ပွဲကတော့ရက်ဆဲသွားတဲ့နေထားတော့ရှိရှိပြီးတော့ပြောလို့ရတော့ပေါ့အဲ့ဒီစကန်ကုန်းကိုကီမျိုးသားလုံးမြောက်ရေးတက်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကလေးကထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့မတ်လ14ရက်နေ့ဒီကနေ့မှာအပိသက်တင်ပိုက်လိုက်တာပါတိုက်ပွဲ18ရက်တာကာလအတွင်း စစ်ကောင်စီဘက်ကဂျက်တိုက်လေးနဲ့ဘုံကျဲတိုက်ခိုက်တဲ့အကြိမ်20ကျော်ရှိခဲ့တယ်လို့တိုက်ပွဲအခြေအနေကိုသိတဲ့နောက်ထပ် KNL စီးရဲသတင်းရင်းမြစ်တူကပြောပါတယ်။အဲ့ဒီစကန်ကစစ်ကောင်စီတပ်သား10ယောက်ကျော်လဲထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခိုလုံသွားတယ်လို့ KNL တာဝန်ရှိသူနဲ့နှိစက်တဲ့စီးရဲသတင်းရင်းမြစ်က RFA ကိုပြောပါတယ်။ပူလူတူစကန်ကုန်းဟာစစ်ကောင်စီခြေလင်းတပ်ရင်းခလာရ31ကစစ်ကောင်စီတပ်သားတွေအထိုင်ချထားတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အထဲမှာတက်ခွဲမှုလည်းပါဝင်တယ်လို့အဲ့ဒီစီရေးသတင်းရင်းမြစ်ကပြောပါတယ်ဒီမနေ့အစောကြီးပေါ့တိန်လို့ရပြီစကန်းရှင်းနေတုန်းမှာသူတို့တက်ခွဲမှုနဲ့စစ်သား၁၀ယောက်ကျော်ထိုင်းဘက်ကံကိုထွက်ပြေးသွားတယ်ထိုင်းစစ်တပ်ကခေါ်ထားတယ်ဒီဘက်မှာကစကားစဘက်ကစစ်သားတွေအရှင်မိတာအသေးမိတာတွေလည်းရှိတယ် KNL ဘက်ကလည်းကြောက်ဆုံထိခိုက်တာရှိတယ်စစ်ကောင်စီတပ်သားတွေဒီကနေ့မနက်ပိုင်းမှာထိုင်းနိုင်ငံနဲ့ဆုတ်ခွာထွက်ပြေးလာတဲ့အကြောင်းထိုင်းသတင်းဌာနတွေကလည်းဖော်ပြပါဗျာ ဒီစကန်သိတိုက်ပွဲနဲ့ပတ်သက်ပြီးအကြမ်းဖက် အာနာဖီဆိုင်ရင်လှူရှာမှု CDM မှာပါဝင်တဲ့ဗိုလ်ကြီးစင်ရောကဒီလိုင်းဝဲမှာဆိုလဲသူတရင်ဌာနချုပ်တွေပဲကြံအောင်ပြီးရင်ကျွန်တော်တို့တော်တဲ့ရဒီစခန်းနေပေါ့နော်တော်တဲ့ရစစ်စင်ခြေကုပ်စခန်းနေကိုဒါဖြည်းဖြည်းချင်းရှင်းထုတ်တဲ့အနေထားမျိုးအစ်င့်တော့အနေထားအခြေအနေပေါ့နော်အခြေအနေတရက်တော့ရှိတယ်လို့ပဲခံမှန်းရပါတယ်ဗျပူလူတူစစ်စခန်းသိမ်းတိုက်ပွဲကြောင့်လိုင်းပွဲမျိုးနဲ့ပိုင်ဂျုံမျိုးနဲ့ကွဲ ထိုင်းမြန်မာနေစနာကကလီဖိုးကလို့ကြီးရွာပါဝင်မဲကဲကလီမိုခီရွာဘက်ကဒေသခံ900ဝန်းကျင်ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိတ်ရှောင်နေကြရပါတယ်။ KNU ဘက်ကတော့ထွက်ပြေးနေရတဲ့ဒေသခံကြီးအတွက်ကိုအတိမပြုနိုင်သေးပါဘူး။ပူလူတူစစ်ကန်းကုန်းသိမ်းခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ကြေညာတာမရှိသေးသလိုစစ်ကောင်စီရဲ့ပြောခွင့်ရသူဘူဂျိုဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းကနေတဆင့်ဆက်သွယ်မိမိရမှာလဲလက်ခံဖြေကြတာမရှိပါဘူးရှင်။ စမုတ်တန်ဥပဒေပြဌာန်းပြီးရနောက်စကောင်စီဟာလူငယ်တွေပြပထွက်ခွာတာကိုနှီးမျိုးစုံနဲ့ကန့်တတ်နေတယ်လို့ပြပအလုပ်ခိုင်းရှာဖွေရေးအေဂျင်စီတွေကိုလည်းဖိအားပေးနေလို့အေဂျင်စီ900လောက်လုပ်ငန်းတွေရန်နာထားရတဲ့အကြောင်းကိုမတ်တက်တက်အင်တောင်တင်ပြပါမယ်ရှင် လူငယ်တွေပြည်ပထွက်ခွာတဲ့အပေါ်စစ်ကောင်စီကနှီးမျိုးစုံနဲ့ကန့်တတ်နေပြီးပြည်ပလောက်ကိုင်းရှောက်ဖွေရေးအေဂျင်စီတွေကိုပါဖိအားပေးအရေးယူနေတာကြောင့်မြန်မာပြည်မှာအေဂျင်စီ600ခန်းရှိတဲ့ထဲက900ဝန်းကျင်ဟာလုပ်ငန်းတွေရင်နာထားရတယ်လို့အလောက်ကိုင်းအေဂျင်စီတွေဘက်ကပြောပါတယ်။စစ်မှုထမ်းမှုအကျုံးဝင်တဲ့အမျိုးသားတွေကိုအလောက်ကိုင်းနိုင်ငံကူးလက်မှတ်ထုတ်မပေးတော့တာနဲ့ OWIC ကပ်ပါယာယီပိတ်လိုက်တာတွေကြောင့်အခုလိုရင်နာနေရတာလို့ဆိုပါတယ်။ ဒါအပြင်ပြည်ပရအလုံသမားတွေရဲ့မိသားစုလွှဲပို့ငွေ25ရာခိုင်နှုန်းကိုတရားဝင်လမ်းကြောင်းကနေမလွှဲလို့ဆိုပြီးအလုံသမားစေလွှတ်တဲ့ agency တွေကိုအရေးယူခဲ့တာကြောင့်လဲအများစုရင်နာခဲ့ရတာပါလုပ်ငန်းတွေရင်နာထားရတဲ့ agency 900လောက်ရှိပြီးကျန်တဲ့90လောက်ပဲဆက်လဲပတ်နေတယ်လို့လက်ရှိအလုံနာထားတဲ့ရန်ကုန်မြို့ကအလုံကိုင် agency တစ်ခုရဲ့တာဝန်ရှိသူတယောက်က RFA ကိုပြောပါတယ်ကျောင်းလာလို့ရှိတယ်ဆိုတော့ဒီ90လောက်ကတော့ လိုပဲနှက်ပတ်ပြီးတော့ဒီမှာလက်ကြံလေးတွေရတူတူရလေးတွေရှိတာတွေတူတူကြောသားနေအောင်ကြလေးတွေရတာတွေအဲ့ဒါတွေဂျပန်ရန်နာတို့ဘာလို့ရှိမှာပေါ့စစ်ကောင်စီအလုသမားဝန်ကြီးဌာနကဖေဖော်ဝါရီလ19ရက်နေ့ကစပြီး OWIC ကထုတ်ပေးမှုကိုယာယီရနာခဲ့ပေမဲ့မတ်လ20ကစပြီးပြန်ထုတ်ပေးမယ်လို့ပြီးခဲ့တဲ့ရက်ကကြေညာထားပါတယ် ဲ့ဒီကြေညာချက်ထဲမှာပြည်ပထွက်အလုံးလုံးမဲ့သူတွေအနေနဲ့ OWIC ကတ်ရမှလေရင်လက်မှတ်ဝယ်ယူဖို့ကိုလည်းသတိပေးထားပါရယ် OWIC ကတ်ထုတ်ပေးရုံနဲ့မရပဲလူငယ်အမျိုးသားတွေကိုပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားတာပါဖိလျှော့ပေးမှလုပ်ငန်းတွေပြန်လည်ပတ်နိုင်မှာဖြစ်တယ်လို့ပြည်ပလောက်ကအေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်အဲ့ဒါပြောရနေရလေဆက်ရှင်နဲ့မှတော့ငါမထည့်အောင်ဆိုတာခက်တယ်အဲ့ဒါထပ်ဖွင့်အောင်ပါဒါပြောရနေရလေအဲ့ဒါပြီးတော့ ော်တော်ကြီးဘာကြီးကောင်းလဲဆိုတော့မင်းကြီးတွေကောင်းတာပေါ့မင်းကြီးကျော်လို့ရပါပေါ့သုံးနှစ်လိုက်ကျော်တဲ့မင်းကြီးကျော်လို့ရပါပေါ့ပြပထွက်အလုပ်လုပ်ခွင့်နိုင်ငံကူးလက်မှတ်နဲ့ OWIC ကက်ရှိထားတဲ့အလုပ်သမားတွေခွင့်ရစီပြီးတော့လုပ်ငန်းခွင့်ပြန်မယ်ဆိုရင်အလုပ်သမားဝန်ကြီးဌာနကို9ရက်ကြိုတင်လျှောက်ထားပြီးခွင့်ပြုချက်ရမှပြန်ထွက်ခွင့်ပေးမယ်လို့လည်းကြေညာထားပါတယ်။ဒီကန့်သက်ချက်ကြောင့်မလေးရှားကနေခွင့်နဲ့မြန်မာပြည်ပြန်လာတဲ့လူငယ်တယောက်လည်းလုပ်ငန်းခွင့်ပြန်ဖို့အခက်အခဲဖြစ်နေပါတယ်။ ဇန်နဝါရီလကလည်းပြည်ပရောက်အလုသမားတွေကမိသားစုလွှဲပို့ငွေတရားဝင်မပို့တဲ့အပေါ်စစ်ကောင်စီရဲ့အလုသမားဝင်ကြီးဌာနက agency တရားဝန်ကျင်ကိုယာယီပိတ်သိမ်းခဲ့ပါတယ်။ဖေဖော်ဝါရီလ3ရက်နေ့ကလည်းစစ်ကောင်စီကိုအခွင့်မဆောင်တဲ့ပြည်ပအလုကန်ရှောက်ခွေ agency တရားကျော်ကိုလုပ်ငန်းလုတ်ကင်ခွင့်ဆိုင်ငံ့ခဲ့တယ်လို့ agency တွေကပြောပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ2024ခုနှစ်အောက်တိုဘာလ15ရက်နေ့အထိပြည်ပအလုကန် agency 995ခုရှိပါတယ်ရှင်။ မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာကျင်းပနေတဲ့ရွှေစာရံဖျားပွဲမှာလဲပတ်နေကြတဲ့ဖျားဘူးသူတွေကိုဆက်လီအငှားလိုက်မောင်းပို့နေတဲ့အမျိုးသမီးတယောက်အကြောင်းကိုတော့မတ်ရင်မျိုးသူဆက်ပြီးတော့ပြောပြပါမယ်ရှင်။သူကတော့အသက်38နှစ်အရွယ်မမြင့်မြင့်အေးပါ။နှစ်စဉ်တပေါင်းလာပြည့်နေ့ကနေလာပြည့်ကျော်၈ရက်နေ့အထိကျင်းပလေးရှိတဲ့ရွှေစာရံဖျားပွဲလာရောက်လဲပတ်တဲ့သူတွေကို သူကအခုလိုဆက်လီနဲ့အငှားလိုက်ပို့ပေးနေတာ10နှစ်လောက်ရှိနေပါပြီအခုနှစ်ဖရာပွဲမှာတော့ဆက်လီအငှားမောင်းတဲ့သူ30ကျော်လောက်ရှိပြီးတော့သူကတော့တယောက်ထဲသော အမျိုးသမီးဆက်လီမောင်းတဲ့သူလည်းဖြစ်ပါတယ်ဖရာပွဲလာရောက်သူတွေကပွဲစည်းကိုလဲပြီးတဲ့အခါမှာတော့မြစ်တစ်ဖက်ကမ်းမှာရေကစားကြသလိုနှာထောင်ကျစီတွေကိုဆက်လီနဲ့သွားကြရတာပါ မြင့်ငယ်မြင့်မှာဆက်လီမောင်းရတာအန္တရာယ်များပေမဲ့မမြင့်မြင့်အေးကတော့ဒီအလုံးမှာကျွမ်းကျင်နေပါပြီအန္တရာယ်ကတော့များပါဘောဟိုဟာလွတ်အောင်ဘလို့မောင်းရင်ဘလို့လွတ်မယ်ပေါ့နော်ဘလို့သူတို့လာလို့ရှင်ဘလို့ရှောင်ရမယ်သူကတော့အဲ့လိုမျိုးပေါ့ကိုကရှေ့ကိုကြိုတင်ပြီးတော့ကြည့်ပြီးတော့အန္တရာယ်ရှောင်ရတာပေါ့ရွှေစာရန်ရွာအနီးကျွမ်းနှဖားရွာစတိဖြစ်တဲ့မမြင့်မြင့်အေးဟာဖျားပွဲကာလမှာပဲဆက်လီအငှားမောင်းတာဖြစ်ပြီးတော့ ။ကျန်တဲ့အချိန်တွေမှာတော့9ရောက်နဲ့အလုံနဲ့ရက်တည်ပါတယ်။အခုနှစ်ဆက်လီမောင်းလို့ရတဲ့ဝင်ငွေက တနေ့ကိုကြက်တသိန်းလောက်ရတာမို့သူ့အတွက်တော့အဆင်ပြေပါတယ်။ရွှေစာရံဖျားပွဲနေ့မတိုင်ခင်လာရောက်ကြတဲ့သူတွေရဲ့ဗီဒီယိုတွေဟာဆိုရှယ်မီဒီယာတွေမှာရေပန်းစားလာပြီးတဲ့နောက်ဒီနှစ်ဖျားပွဲကို လာရောက်လဲပတ်တဲ့သူအရင်နှစ်တွေကထပ်ပုံများလာတာလို့ဆိုကြပါဗျ။မမြင့်မြင့်အေးရဲ့ခင်ပေါ်ဟာ လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကရန်ကုန်တိုင်းဘက်ကသူ့ရဲ့ဇာတိရွာကိုခဏပြောင်းချင်းလမ်းခရီးမှာပဲစစ်သားစုဆောင်ခံခဲ့ရပါဗျ။အဲ့ဒီနောက်ရှေတန်းစစ်မြေပြင်တနေရာမှာမိုင်းနှိမ့်ပြီးတော့ရှေ့တစ်ဖက်ဖြတ်လိုက်ရပါဗျ။ဒါပေမဲ့တက်ကနေထွက်ခွင့်မရသေးပါဘူး။မမ်းမြင့်မြင့်အေးမှာနှုတ်ဆို့အရွယ်ကလေးအပါအဝင်သားသမီး၄ယောက်ရှိပါတယ်။မမ်းမြင့်မြင့်အေးရဲ့မျှော်လင့်ချက်ကတော့ မိသားစုစုံစုံလင်းလင်းပြန်နေရဖို့တခုပဲဖြစ်ပါတယ်ရှင်။သူ့ကိုပြန်လာဖို့ကပြောထားတယ်။ချီတူရရင်သူကပြန်လာမယ်တဲ့။မိသားစုစုံစုံလင်းလင်းနဲ့ပြန်နေတော့မယ်တဲ့။အဲ့လိုတော့ပြောတယ်။မမျော်လင့်ချက်ကတော့မိသားစုစုံစုံလင်းလင်းနဲ့ပဲနေချင်တာပေါ့။ဘွဲသမ ्या ကြီးနေချင်ဦးမော။ RFA ရဲ့အစီအစဉ်လေးကိုဒီမှာပဲညံနာပြစေမြမပြည်သူပြည်သားများမင်္ဂလာရှိတဲ့ညချမ်းဖြစ်ပါစေရှင်